အာဘောတော့ဘာပြောရမလဲအာဒီကြောရစီအတန်ကဲရောအာဘာလဲဒါကဆိုရင်ဒီအာဒီကြောရစီကမင်းတို့ကွဲနေတယ်ဟုတ်အဲဒီလိုမျိုးတယောက်ရှိတယ်ဆိုရင်စက်ကလည်းတွဲနေတယ်မလားဟုတ်လေအာဒီကြောရမောင်မေးရောအဲမင်းရှင်လီမား မင်းချင်းဒီမှာလာပြီးတော့မှဒီလိုသူတို့ဒီရဲပေါ့နော်ပျော်ကြရတယ်သူတို့တွေလည်းခဏတာလေးပေါ့နော်စိတ်ခဏတာလေးပျော်ရွှင်ရတဲ့အခါကျတော့လည်းမလည်းပီတိဖြစ်ရပါတယ်ဒီတိုင်းလေးကတော့တို့နှစ်ယောက်ရဲ့ live ကိုကြိုက်တာပေါ့နော်တို့ကအရန်ကိုတပြေးပြေးစီစူးစမ်းလာရတဲ့ကာပေါ်ဖြစ်တဲ့အတွက်သူကအရန်အကြရတယ်အဲ့လိုမျိုးလေဟို ပကနေပြီးတော့ support ပေးပြီးတော့ချမ်းသာတာမျိုးဆိုင်ဖွဲ့ပေးတာမျိုးမဟုတ်ပဲနဲ့ကိုယ်တိုင်ကိုယ့်ရဲ့ကိုအင်အားနဲ့နှစ်ယောက်အတူစူးစမ်းပြီးအခုချိန်ကြီးနဲ့ချစ်ကြတာလည်းမြင်ရတော့လေအဲအကြရတယ်အဲ့လိုမျိုးပြန်ပြောပါလေဆိုတော့ကျွန်တော်တို့ဒီကအမှားပြောတော့30ဆံမြောက်ပေါ့နော်30ဆံမြောက်မှာကျွန်တော်တို့ဒီကျွန်တော်တို့တည်ထားပြီးတော့ကျွန်တော်ကြားရတယ်ကျွန်တော်လည်းအားပေးတယ်ချစ်မဲ့တော့မဲ့ပေါ့ရှင်မင်းရှင်မီအကနာဆုံးတော့သူရဲ့စိတ်ကြီး ထင်ထောင်ခဲ့တာဖြစ်ပါတယ်။အဲတနက်တပိုင်းအင်တိုင်းလေးကနေပြီးတော့ပါကျွန်တော်တို့စူးစမ်းခဲ့ပြီးမယ်လေ။မက်ရွှေလေးရဲ့ဖဲ့ကန်ရှင်တွေဟာဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းပါပဲ။တကယ်လို့သိတော်သိချမ်းမြတ်တဲ့လူကြီးဖြစ်တယ်မလို့ ဒါတော့ဟိုပါတော့မန်ရှိလေးဆက်ပြေဒနာဆိုင်ဆိုင်ပတ်တုံးရဲ့ဖွင့်ပွဲဒုတိယနေ့ပေါ့နော်ဒုတိယနေ့မှာကြတော့လေဒါအမှုပညာရှင်တွေအများကြီးနဲ့ပဲဒါဖွင့်ပွဲလေးကိုကျင်းပခဲ့ရပေါ့နော်မနေ့ကတော့ဖဲချုပ်ဖြတ်ဖွင့်ဖွင့်ပွဲအဲဒါကတော့ဒုတိယနေ့မနေ့ဖြတ်ကြရင်လည်းတတိယနေ့မှာဆိုလို့ရှိရင်ငယ်စဉ်ဆုံးတွဲလေးရဲ့မန်အဲမန္တလေးမြို့ရဲ့အချက်တော်စူးလေးလည်းရှိနေအောင်ပါပေါ့နော်အာမနေ့ဖြတ်အတွက်လည်းဖိတ်ခေါ်ပါရတယ်ဒီနေ့ကတော့ပေါ့နော်တကယ်ကိုအာ ကျူတိုင်းကြိုက်တဲ့နှင်းစင်ခိုင်းတွေပေါ့နော်အဲဟိုအရှိမကလေးကကျူပြီးတော့လည်းစောင့်နေကြတာသူတို့ကလေအဲမနက်ခရရဟိုစောင့်နေကြတာသူတို့ကမနက်ခရရစောင့်ကြဘဲချိန်လာမှဘဲချိန်လာမှနဲ့ဒီလောက်ထိကိုပေါ့နော်အဲမက်ရှင်ဒီမှာမက်ရှင်ဒီမှာလာပြီးတော့မှဒီလိုတစုတစည်းရဲပေါ့နော်ပျော်ကြရတယ်သူတို့လည်းခဏတာလေးပေါ့နော်စိတ်ခဏတာလေးပျော်ရွှင်ရတဲ့အခါကျတော့လည်းမလည်းပီတိဖြစ်ရပါတယ်5 4 3 2 1အရှင် င်းပြောပါတယ်ဆိုတော့ကျွန်တော်တို့ဒီဟာအမှတ်ပြောလိုက်တယ်။သုံးဆိုင်တော့ပေါ့နော်သုံးဆိုင်တော့မှာကျွန်တော်တို့ဒီကျွန်တော်တို့အဲသတိထားပြီးတော့ကျွန်တော်ပြချရမယ်ကျွန်တော်လည်းဒီဟာပြီးရအောင်အချိန်မဲ့တော့ပဲလုပ်ချင်တာ။ ပေါ့နော်ဟိုဟာပေါ့ဟိုနီလာနီလာဆွဲသီးပေါ့ရင်တို့ပေါ့နော်နှစ်မျိုးသုံးလို့ရတဲ့အဲဒါဆွဲရင်တို့ဆွဲသီးလေးပေါ့နော်ဒါနီလာဆိုတာကလည်းအမားတို့မြန်မာနိုင်ငံရဲ့သဘာဝတွင်းထွက်ယတနာတစ်မျိုးလည်းဖြစ်တယ်တကယ်ဟိုမြန်မာလူမျိုးတွေပေါ့နော်ဂုံယူဝင်းကြွားစာနဲ့ဝစ်ဆင်ရတဲ့ယတနာတစ်မျိုးတည်းကိုပါတယ်ပေါ့နော်ပဒံများနီလာဆိုတာတကယ်ဟိုဂုံတရင်ကြီးလုံးကျင်းလုံးကြီးလုံးပါတယ်ပေါ့နော်ဒါကြောင့်မလို့လည်းအမားဒါလေးနဲ့အတူတူအဲ ချောမောလှပါတဲ့မင်းသားကျော်လေးတွေကိုအဆင်ပြေထားတာဖြစ်ပါတယ်ရှင်ဒီကမှာဘာပဲကိုစွန်းတည်နာမျိုးတော့ဆဲကမယ်အသက်ွက်လိုက်တယ်ဟုတ်အဲဒီလိုမျိုးတယောက်ရှိတယ်ဆိုရင်ဆဲကမယ်အသက်ွက်လိုက်တယ် အဲဆီကဂျဲကုန်ဆိုင်တော့ကလည်းပေါ့နော်ဖွင့်ပွဲမှာပါဝင်ဖြစ်တယ်အခုမန္တလေးအခုလိုမျိုးကြီးကျယ်ခမ်းနားတဲ့နေရာအကျယ်ကြီးဆိုင်အကြီးကြီးပဲပါဝင်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာရပါတယ်ဟုတ် တတိထားမိတာကတော့တို့နှစ်ယောက်ရဲ့ live ကိုကြိုက်တာပေါ့နော်တို့ကအရန်ကိုတဖြည်းဖြည်းချင်းစူးစမ်းလာတဲ့ couple ဖြစ်တဲ့အတွက်သူကအရန်အကြတယ်အဲ့လိုမျိုးလေဟိုမိဘကနေပြီးတော့ support ပေးပြီးတော့ချမ်းသာတာမျိုးစိုက်ဖွဲ့ပေးတာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကိုယ့်ရဲ့ကိုယ်အင်အားနဲ့နှစ်ယောက်သူစူးစမ်းပြီးခုချိန်ထိလည်းချစ်ကြတာလည်းမြင်ရတော့လေအရန်အကြတယ်အဲ့လိုမျိုးအထယ်ဆိုင်ရနေပြီးတော့ဒါဘဝကိုဒီလိုစိတ်ဆိုင်အကြီးမားတဲ့စိတ်ဆိုင်ကြီးပြောင်း လုတ်ခဲ့ရဆိုတော့အရန်ကိုမိုက်တယ်ပေါ့နော်ဟုတ်မရှိလီကအကိုတဲ့အမလေးဒီထက်မကအောင်မြင်အောင်ပါဒီများနှစ်ယောက်ကအခုစရကလေးလေးရှိနေပြီတဲ့ပြောစရာကြီးအားကြောင့်မလို့မီဒီယာကြောင့်ကြဖြစ်တယ်အားကြောင့်မလို့အမြဲကိုအားကြရပါတယ်ဒီချက်ဘက်ကလည်းအောင်နေပါသေးတယ်အဲရိုးရိုးပြောလို့မရအောင်နှစ်ယောက်များနဲ့ချင်းဆိုင်ပြီးပြောမဆွေရရရအောင်ချိန်ဝင်ရအောင်မဆွေနဲ့ဆက်ရအောင်ရရရအောင် ါကိုစိုးရင်းနေလေးပြောတာဒါကိုတွေ့မဆွေရဲ့ရာရာတိုင်းအလဲရောင်းနေကိုစိုးရရလေအပေါ်ကြပါလေအရှမ်းကြောက်နေနော် ုတ်ကဲ့ပါခင်ဗျာမက်ရွှေလီယာကြတော့ကျွန်တော်အာရန်ကုန်မှာဖွင့်တဲ့ဒုတိယဆိုင်ပွဲမှာစတင်ပြီးတော့မှကျွန်တော်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအာမက်ရွှေလီစင်ရှင်နာဆိုင်က Chairman တို့ MDO နဲ့စတင်ပြီးတော့မှသိတာကတော့ကျွန်တော်တို့ဒါမက်ရွှေလီစင်ရှင်နာဆိုင်ရဲ့အာ business consultant ဖြစ်တဲ့ဆရာတို့ဆရာမတို့နဲ့ခင်မင်းကြီးနေရာနေစပြီးတော့မှသိကြတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုဒီနေ့ကတော့ကျွန်တော်ဒါ30မြောက်လာပြီးတော့မှဖွင့်လှစ် ခင်ဗျာဒီလိုပဲအချက်ချာကြားရဲကျွန်တော်တို့ဒါလဲရမှာလမ်းရှိဆက်မှာဖွင့်ထားတာဖြစ်တဲ့အပြင်ကိုစိုင်းကြီးကလည်းအကြီးပြက်တာဖြစ်တဲ့အတွက်လာပြီးတော့ဝေယူအားပေးတဲ့အခါမှာဒီလိုလက်ဇရီဆန်ဆန်နဲ့အေးစစ်စစ်လေးရွေးချယ်လို့ရအောင်ဆိုပြီးတော့မှလည်းတိုင်ကင်းလေးတူလို့ပြေးသွားတယ်ပြီးသွားတဲ့အခါမှာဆိုရင်တော့စိန်ကြီးသွေးကောင်းမွန်မွန်နဲ့ကျွန်တော်တို့ဇင်းနှုံးပန်ကံမှုပါဆိုရင်လည်း န်းရွှေလီစေရှင်နာဆိုင်ရဲ့အားသာချက်ကိုလည်းတင်ပါရခင်ဗျာအဲဒါအပြင်ကျွန်တော်တို့ chairman နဲ့ MDR ဆိုရင်လည်းတကယ်လို့လူငယ် businessman နဲ့ business woman ဖြစ်တာဖြစ်တဲ့အတွက်သူတို့တွေရဲ့သူများနဲ့မတူတဲ့ဒီတော့ရဲ့အခါမှာဆိုရင်အော် business strategy တွေရာဆိုရင်လည်းတကယ်ကိုပဲအအတူရာတောင်းပြီးတော့မှအာ customer တွေအကြိုက်ဖြစ်စေကျွန်တော်တင်ပြဆရာဖြစ်ပါရခင်ဗျာ။ဟိုရဲ့ ကျေနပ်ပီတီလေးဖြစ်မိပါတယ်။ဘာပြောကိုယ့်ရဲ့ customer တွေကမက်ရှင်လေးကဘာပွဲလေးပဲလုံလုံမျက်နှာမငယ်စေရအောင်ပေါ့နော်။အမြဲလာရောက်ပေးကြတယ်၊ဝယ်ယူအားပေးကြတယ်၊ဖိတ်လိုက်တိုင်းမှာသူတို့တွေလာပြီးတော့လည်းအားပေးကြတယ်ပေါ့နော်။ဒါအပြင်ကိုတခြားမျိုးတွေပေါ့နော်။အနေနဲ့ရဲရဲက customer တွေဆိုရင်လည်းအားပေးကြတယ် online ကနေလည်းပေါ့နော်။အမျိုးကြောင့်အမြဲတမ်းချစ်ခင်ပေးတဲ့ customer တွေအကုန်လုံးကျေးဇူးများကြီးတင်ပါတယ်လို့နောက်ခုနပြောသလိုပေါ့နော်။ဒါမင်းသားတွေကိုချစ်လို့လာကြတဲ့သူတွေဆိုလို့ရှိရင်လည်းဒါချစ်ခင်တဲ့စိတ်နဲ့သူတို့တွေလာတဲ့အတွက်ကြောင့်နေပူတဲ့မှာလည်းဒါလေးစောင့်ပြီးတော့မှ ို့နေနေကြရတယ်ဒါဘာပဲပြောပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်သူတို့လည်းခုနပြောသူပေါ့နော်အဲရန်လည်းအားနာမိပါတယ်အပြင်မှာနေလည်းနည်းနည်းပူတော့တယ်ဒါပေမဲ့ညနေကျတော့မှဆိုတော့နေရအေးသွားမှအမှန်တော့ကိုကအရှိတ်ဘက်ကိုလှဲ့တာဆိုတော့လေနေရအဲ့ချိန်ကျရင်တော့နည်းနည်းအေးသွားတော့မှတနအီကျော်လောက်ဆိုရင်တော့အေးသွားပါပြီဒါခုနပြောလို့ပေါ့လေဒါအမားတို့ကငွေကြီးဖြစ်တယ်ပြီးတော့ဒီဇိုင်းပိုင်းဆိုင်ရာမှာလည်း ည်းဆန်တဲ့ design တွေလည်းရှိတယ်။ပြီးတော့ design စမ်းတယ်ပေါ့နော်။ပြီးတော့ပစ္စည်းတွေဆိုလည်းစိတ်ချရတယ်။ပြီးတော့ကျွန်တော်တို့ဒီ sign နဲ့ဝင်လာတဲ့အခါကျေးဇူးတင်ပါတယ်။ sign decoration ကလည်းအရန်လာအရန်လိုက်တယ်။ပြီးတော့ဒီဝန်ထမ်းတွေရဲ့ customer ရဲ့ပုံမှာလောကကိုဟိုဘာလဲ၊အခုရေးလို့ရတယ်တကယ်လို့ကျေးဇူးဆရာပါ။ကတ္တမအတူတူတယောက်ဒီပုံမှာ ီလေးပဲပုံပဲအကြီးပဲပုံပဲစိတ်ရှည်လက်ရှည်နဲ့အာဝန်ထမ်းညီကောင်မတွေရဲ့ပြူငါရဲ့ရောင်းချမှုနဲ့သူရောင်းချတာဖြစ်တဲ့အပြင်ဟော Chairman နဲ့ MPR ဆိုရင်လေတစည်းရည်သွင်းမှန်ကန်မှုစီးနှုံးမှန်ကန်မှုဒီဇိုင်းစမ်းသပ်မှုတွေကိုဦးစားပေးတာဖြစ်တဲ့အတွက်အဲ့ဒါကလေလူငယ်ချားမှာရည်မှန်းစားစီရင်ထင်ရှားပါတယ်ခင်ဗျာ坚强不息地，没水力，没水力。 ကျွန်တော်ကတော့အမတို့ဆိုင်မက်တက်တောင်းကတော့ဒါမြောက်ပြင်ဘက်ကိုလာရတယ်ပေါ့နော်အမတို့မြောက်ပြင်ဘက်ထဲကိုပါတယ်ပေါ့ဒါပေမဲ့နောက်ကျတော့ဒီဒီဘက်တချမ်းလာတဲ့ customer တွေကြတော့ဝေဘက်ကိုလာရတယ်လို့လည်းဖြစ်နေရတော့အမတို့ကဒါလည်း80 30နဲ့3တကြားမှာဆိုင်မက်တုံးကိုထပ်မံဖွင့်လှစ်လိုက်တယ်ပေါ့နော်အဲ့ဒီအခါကျတော့အမတို့ကဆိုင်ဒီဇိုင်းဖွင့်ပြီဆိုလို့ရှိရင်လည်းစဉ်းစားရတယ်ဒါ customer တွေကားရက်နာဖို့ စင်ကြီးရဲ့လားသူတို့တွေဝင်ရထွက်တာလွယ်ဖို့လည်းအမားတို့ကအများကြီးစဉ်းစားတာပေါ့နော်အဲ့တော့နေရာကျကျနဲ့အဆင်ပြေနိုင်မဲ့ customer တွေလည်းလာရင်ဒီ site နဲ့ဝင်လိုက်တာနဲ့တက်တောင်းတက်တာနဲ့သူတို့ဝယ်ယူအားပေးနိုင်မယ်ပေါ့နော် let's be sincere သူတို့ဟုတ်ပါဘူးအားပေးနိုင်မယ်ပေါ့နော်ဒါကြောင့်မလို့အမားတို့အများကြီးစဉ်းစားပြီးတော့မှဆိုင်မှတ်3ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဆိုင်မှတ်3ကတော့လမ်း80 30နဲ့3တက်ကြမှာဖြစ်ပါတယ်ရှင်။ Mastery ပေါ်ထွက်တာဆိုင်ွဲက3ကနေစပြီးတော့နောက်ထပ်ဆိုင်ွဲပေါင်း ိန်းနဲ့တန်းနဲ့စီရဲစီအများကြီးဖြစ်နေတာဒီပြီးတော့ရောင်းအားရဲဆက်ရလို့ပို့တတ်ပါတယ်။ဒီဆက်လက်ပြီးပါပြီ။ Thank you, Thank you. ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးကျွန်တော်တို့မန်ချွေလီစေရှိသနာဆိုင်ကြီးရဲ့ဆိုင်မတ်တော်ကိုကမ်းလာကြည့်ကြတာနဲ့ဖွင့်နိုင်ကြတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ chairman နဲ့ MDO လည်းတကယ့်ကိုပဲ congratulation ပါလို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်မန်ချွေလီစေရှိသနာဆိုင်ကြီးနဲ့ဆိုင်မတ်သုံးပါးဒီနောက်ထပ်ဆိုင်ပေါင်းများစွာကိုဖိုင်ဆိုင်နိုင်ပါစေလို့လည်းဆုတောင်းပေးချင်ပါတယ်ခင်ဗျာ